င်္ဂလာပါရှင်မြန်မာနိုင်ငံတဝင်းကသတင်းလေးကိုဒိုဝဲဝက်ပြည်သက်တွေသိရှိစေဖို့တပတ်အတွင်းမြန်မာသတင်းရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်ဒီတစ်ပတ်မြန်မာရေးရာမှာတော့မေလ၄ရက်ကနေမေလ10ရက်အထိတပတ်တာအတွင်းဖြစ်ပျက်တွေထဲကထူးခြားဖြစ်စဉ်တွေကိုကောက်နှုတ်ဖော်ပြသွားမှာပါဒီအစီအစဉ်ကိုဒိုဝဲဝက်မနသားတွေကအစီအစဉ်တင်ဆက်ထားတာပါ80ပြည်ဒုတိယကမ္ဘာစစ်အောင်ပွဲဖြစ်တဲ့ ရင်းမြင့်ကြီးချီတက်ပွဲကိုတက်ဖို့ရုရှားနိုင်ငံမှာရောက်ရှိနေတဲ့တရုတ်သမ္မတမက်စတာရှီကျင့်ဖြင့်နဲ့မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်တို့မေလ9ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဆရာနာသိမ်းပြီးတဲ့နောက်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ဟာတရုတ်သမ္မတနဲ့ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရခဲ့တာပါ။ငလင်ကြောင့်မြန်မာနိုင်ငံမှာထိခိုက်သေးဆုံးပျက်စီးမှုအပေါ်တရုတ်နိုင်ငံကအကူအညီပေးနေတဲ့အခြေအနေကိုရှီကျင့်ဖြင့်ကဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နေမြေတည်ထောင်ခိုင်မြဲရေးတည်ငြိမ်အေးချမ်းရေးနဲ့တည်ငြိမ်သင့်လျော်စွာနဲ့ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တွေကိုအကောင့်ထည့်ဖော်မှုကိုထောက်ခံအားပေးတယ်လို့လည်းဆိုပါရယ်တရုတ်မြန်မာစီးပွားရေးစစ်တမ်းတည်ဆောက်မှုကိုအဆက်မပြတ်တွန်းအားပေးလုပ်ဖို့လည်းခဲသွင်းပြောဆိုခဲ့ပါရယ်စစ်ကောင်စီဘက်ကထုတ်ပြန်ရမှာတော့တရုတ်သမ္မတကမြန်မာနိုင်ငံမှာစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးတယ်လို့ဖော်ပြပါရယ် တရုတ်နိုင်ငံဘက်ကထုတ်ပြန်ရမှာတော့အဲ့ဒီအချက်ပါဝင်တာမျိုးမတွေ့ရပါဘူး။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံသို့၃လအတွင်းနှစ်ကြိမ်သွားရောက်ခဲ့ပြီးအခုတစ်ကြိမ်မှာတော့ရုရှားသမ္မတပူတင်နဲ့တီးခြားတွေ့ဆုံခွင့်မရသေးဘူးလို့မေလ၉ရက်ကသတင်းဌာနဖော်ပြကြပါဗျ။ထိုင်းမြန်မာနယ်စပ်မြင်းပေါ်ကနယ်စပ်ကုံတွေကြီးကိန်းတဲ့တက်ဆက်တဲမှာရှိတဲ့စစ်ကောင်စီရဲ့ ठी ခီဖြူဟာစခန်းကို ကရင်မျိုးသားအစည်းအရုံး KNU လောက်ခံတက်တွေနဲ့တော်လိုက်ပူပေါင်းတက်တွေကတင်းယူလိုက်ပါတယ်။ဒဝဲခရိုင်မှာရှိတဲ့ ठी ခီစခန်းကိုစစ်ကောင်စီ တက်ကလေကြောင်းကနေအသေးအတန်ခုခံနေတဲ့ကြားကစတင်တိုက်ခိုက်ပြီး၉ရက်အကြာမေလ၉ရက်မှာတင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်130လောက်ဟာထိုင်းနိုင်ငံဖက်ချန်းကိုထွက်ပြေးခဲ့တယ် KNU ဖက်ကပြောပါရယ်ဒီမတိုင်ခင် ठी ခီနေဆက်ဘူဟာစခန်းနဲ့ 9မိုင်လောက်ပဲအကွာအဝေးမှာရှိတဲ့ထိထဗျူဟာစခန်းကုန်းကိုလည်းဧပြီလ16ရက်မှာတော်လိုက်အင်အားစုတွေကတင်းယူခဲ့ပါသေးတယ်။ထိခိနဲ့ထိထဟာ1985ခုနှစ်မှာ KIU ကဌာနချုပ်ရုံးတွေဖွင့်ခဲ့ပြီးမြန်မာစစ်တပ်ကမေဂျာအော်ပရေရှင်းအနေနဲ့တိုက်ခိုက်တာကြောင့်ထိခိစခန်းကို1998ခုနှစ်မှာလက်လွတ်ခဲ့ရတယ်လို့ KIU ကထုတ်ပြန်ပါတယ်။အခု28နှစ်အကြာမှာတော့ထိခိစခန်းကိုပြန်လည်တင်းယူနိုင်ခဲ့တာလို့ဆိုပါတယ်။ လာရှုံနဲ့ပြင်းဦးလင်ကြားမှာရှိတဲ့ကြောင်မဲတီဘောနောင်ချိုမိုးမိန်နဲ့မိုးကုံမျိုးတွေကိုစစ်ကောင်စီစီပြန်လွှဲပေးဖို့အစီအစဉ်မရှိသေးဘူးလို့တန်းတက်တရနယ်လေကထုတ်ဖော်ပြောဆိုထားပါတယ်။တရုတ်ဂျာဝင်စစ်ဆက်မှုနဲ့တန်းတက်နဲ့စစ်ကောင်စီတို့ဟာကုမင်းမြို့မှာဧပြီလကုန်ပိုင်းကဆွေးနွေးခဲ့ကြပြီးအဲ့ဒီမြို့၅မြို့ကနေတန်းတက်ဆုတ်ခွာပေးဖို့စစ်ကောင်စီရဲ့တောင်းဆိုချက်ကိုတန်းတက်ကပယ်ချခဲ့တာကြောင့်ဆွေးနွေးမှုရှေ့ဆက်မတိုးနိုင်ပဲအောက်ကုလကိုရွှေ့ခဲ့ရပါတယ်။ ဲ့ဒီဆွေးနွေးပွဲအပြီးမေလ၄ရက်မှာ TNL ကသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီးတရုတ်ဖိအားကြီးမားတဲ့အကြောင်းထောက်ဖော်ပြောဆိုခဲ့ပါတယ်။တန်းတက်တဲ့မြန်မာပြည်သူတွေက အာနာသိန်းစစ်ကောင်စီကို ဖြုတ်ချလိုပြီးတရုတ်ကတော့တည်ငြိမ်ရေးကိုလိုလားနေတယ်လို့ဆိုပါတယ်။ချင်းကပ်ပုံမတူတာကြောင့်ဖြေရှားရတာလဲကွာဟတယ်လို့ TNL ကဘူမူကြီးတပ်ပန်လာကပြောဆိုခဲ့ပါတယ်။မြန်မာပြည်သူတွေမြေပြင်ကြုံနေရတဲ့အခြေအနေတွေ တက်ဖြတ်ခံရတဲ့ကိစ္စတွေကိုတရုတ်အစိုးရကမမြင်သေးတဲ့အတွက်အခုလိုအခက်ခဲကြုံရတာလို့လည်းဆိုပါရယ်။ TNL အနေနဲ့နှစ်ဖက်သက်ရောက်တဲ့နေရာမှာအပြစ်ရက်ဖို့လေကြောင်းလက်နက်ကြီး drone တွေနဲ့ပစ်ခတ်တာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ရှက်ဖို့ပြည်သူလူထုကိုလွတ်လွတ်လပ်လပ်သွားလာခွင့်ပေးဖို့အချက်၃ချက်ကိုတောင်းဆိုထားပါရယ်။အဲ့ဒီ၃ချက်ရရှိမှုအပေါ်မူတည်ပြီးအပြစ်ခတ်ရက်စဲရေးအဖြစ်ထွက်မယ်လို့လည်းတန်းတက်ဘက်ကဆိုပါရယ်။ ရမုံငွေမတိချမရေရာမှုတွေကြောင့် RFA မြန်မာပိုင်းအစီအစဉ်တွေထုတ်လွှင့်မှုကိုလုံးဝရန်နာလိုက်ပြီလို့ RFA မြန်မာပိုင်းကမေလ9ရက်မှာကြေညာခဲ့ပါတယ်။လုံးဝမျှော်လင့်မထားဘဲရမုံငွေပယ်ဖျက်ရုပ်သိမ်းမှုနဲ့ရင်ဆိုင်လဲရတာကြောင့်အစီအစဉ်ရန်နာလိုက်တာဖြစ်တယ်လို့ RFA မြန်မာပိုင်းဌာနမှူးဦးကျော်အောင်ကပြောပါတယ်။ RFA မြန်မာအစီအစဉ်တွေပြန်လည်ထုတ်လွှင့်နိုင်ဖို့ကိုမျှော်လင့်နေစေဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ VOE နဲ့ RFA သတင်းဌာနတွေကိုငွေကြေးထောက်ပံ့နေတဲ့အမေရိကန်ပြည်ထောင်စုကမ္ဘာသတင်းမီဒီယာအေဂျင်စီ USAGM ကိုလုပ်ငန်းအဆုံးစုံထိရှော့ချဖို့မတ်လ15ရက်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမိန့်ထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်မတ်လ16ရက်မှာ VOE မြန်မာပိုင်းရန်နာခဲ့ပြီး RFA ကတော့ဝန်ထမ်းအနည်းငယ်နဲ့ဆက်လက်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ ရခိုင်ဝါညစ်နိုင်ငံရေးတမအာရခတတ်တော် AA ULA ရဲ့နိုင်ငံရေးမှူးဦးဦးလှစောခေါ်ကြပြစရာစာရေးစရာမောက်ခိုင်အောင်မေလ9ရက်ညမှာကွယ်လွန်ခဲ့ပါတယ်။ရအောင်မျိုးနယ်ပြည်သူ့လွတ်တော်အမတ်ဟောင်းဖြစ်တဲ့ဦးဦးလှစောဟာလက်ချောင်းကင်ဆာယောဂါနဲ့အသက်82နှစ်အရွယ်မှာကွယ်လွန်ခဲ့တာပါ။ဦးလာစောကကျောင်းသားအရေးလှုပ်ရှားမှုတွေနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်ထောင်ဒဏ်နှစ်ရှည်နှစ်တင်ကြာခံခဲ့ရပါတယ် 1990ပြည့်နှစ်ကာလရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီမှပါဝင်ခဲ့သလို2010ရွေးကောက်ပွဲကာလရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDA ကိုတီထောင်ရမှာလဲအထွေထွေအသွေးအမှုတာဝန်ကိုယူခဲ့ပါတယ် ALD နဲ့ RNDP ကိုရခိုင်မျိုးသားပါတီ ANP အဖြစ်ပေါင်းစည်းရမှာလဲဥဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်2021ခုနှစ်ဆရာနာတင်ပြီးတဲ့နောက်မှာတော့ AA ULA ရဲ့ ဗစ်တာဝမ်စစ်တေတာရဲ့နိုင်ငံရေးမှူးတာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။ဦးလှစောကွယ်လွန်မှုအပေါ်တော်လိုင်းရေးအင်အားစုတွေနိုင်ငံရေးအတိုင်းဝိုင်းတွေကဝန်내ကြေကွဲရကြောင်းတဝန်လှော်တွေပြပို့ခဲ့ကြပါတယ်။မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ကခီးတဲ့တင်လေရင်တစင်းဟာမန္တလေးမြို့ကနေရန်ကုန်ကိုစတင်ထွက်ခွာရမှာပရိစနစ်ပူပြင်းတာကြောင့်ဘေဘတ်တာယာတွေပွင့်ထွက်လွင့်စင်မိလောင်ခဲ့ပါတယ်။ လင်းရင်ပေါ်မှာခီးသည်တင်140ကျော်ပါလာပြီးမေလ6ရက်ညနေပိုင်းမှာပြန်တက်ဖို့ပြုလုပ်နေတဲ့အချိန်မီလောင်ခဲ့တာဖြစ်ပါတယ်။ကြံတဲ့တာယာတွေနဲ့လင်းရင်ကိုပြေးလမ်းမှာရပ်တန့်နိုင်ခဲ့ပြီးမီးကိုငိမ့်တက်နိုင်ခဲ့တယ်လို့ MNA ကထုတ်ပြန်ပါတယ်။အခုမတော်တဆမှုကိုစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။ခီးသည်တွေနဲ့လင်းရင်အမှုထမ်းတွေထိခိုက်မှုတစုံတရာမရှိဘူးလို့ဖော်ပြပါတယ်။ ခီးတဲ့တူကတော့ညှော်နှံ့ထွက်ချိန်မှမီးလောင်တာကိုသိရပြီးလေရင်မူးကိုယ်တိုင်လေရင်မီးလောင်နေတယ်လို့ပြောတဲ့အချိန်ထိအရေးပေါ်တကားတွေကိုလေရင်ဝန်ထမ်းတွေကဖွင့်မပေးခဲ့ဘူးလို့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကက်ဘေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်။ နောက်တစ်ပတ်မှလည်းမြမတဲ့ရင်ရအစီအစဉ်ကိုဆက်လက်ဆောင်ရွက်ကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်။